လုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion K တဲ့တဲ့အားလုံးမင်္ဂလာပါ။ဒီကနေ့ရဲ့နောက်ဆုံးရအားကစားသင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ Brazil လိုက်ဝေးစီအသင်းကကမ္ဘာဖလားမတိုင်ခင်ခြေစမ်းကစားနေတဲ့ခြေစမ်းပွဲမှာတောင်ကိုရီးယားအသင်းကို9ကိုပြတ်နဲ့အနိုင်ရရှိခဲ့တယ်။အဲ့နိုင်ပွဲအပြီးမှာပဲ Brazil ဘောလုံးဖွဲ့ချုပ်က Carlo Ancelotti ကို2030ခုနှစ်ထိစာချုပ်သက်တမ်းထပ်တိုးဖို့လုပ်နေတယ်။ဆိုတော့သူ့ရဲ့ contract က2026ထိရှိတယ်။ဒါပေမဲ့ ဘရာဇီးအသင်းနဲ့တူ2030ခုနှစ်ကမ္ဘာဖလားပြိုင်ပွဲတီအန်ချလိုတီကိုတာဝန်ပေးဖို့တက်တန်းတိုးစာချုပ်ချုပ်ဆိုဖို့ကြိုးပမ်းနေတယ်လို့ဆိုပါတယ်ပရီးမီးယားလိရဲ့တလတာအကောင်းဆုံးစက်တင်ဘာရဲ့ဆုတွေကိုမန်ချက်စတာစီးတီးရဲ့တိုက်စီမှုအယ်လင်ဟာလန်ကတလတာအကောင်းဆုံးကစားမဆုရတယ်၃ပွဲမှာ၅ဂိုးသွင်းတဲ့ဂိုးဖန်တီးပြီးသူကစားမပွားတွက်ပရီးမီးယားလိရဲ့၄ချိန်မြောက်ဒီစုကိုရရှိခဲ့ပြီးတော့ခရစ်စတယ်ပယ်လစ်ကနီးပြအိုလီဗာဂလက်စနာက တလောက်တာရဲ့အကောင်းဆုံးနီးပြစုကိုရရှိခဲ့တယ်။2014ခုနှစ်ကဧပြီလတုန်းကထိုနီးပြုလေးရောက်ပြီးတဲ့နောက်ပိုင်းဒါပထမဆုံး Palace နီးပြတယောက်အနေနဲ့ဒီစုကိုရရှိခဲ့တာဖြစ်ပြီးတော့ Martin Supermanti ကတလောက်တာရဲ့အကောင်းဆုံး twin goal စုနဲ့ Gianluigi Donnarumma ကတလောက်တာရဲ့အကောင်းဆုံး save ကို Manchester United နဲ့ပွဲအံပွဲမှုရဲ့ save ကနေရပြီးတော့ Supermanti က Forest နဲ့ twin နဲ့ goal ကရရှိခဲ့တာဖြစ်တယ်။ တစ်ဖက်မှာတော့ Saudi Arabia ဘက်က investment တွေကိုအများကြီးလုတ်ပြီးတော့ Saudi Pro League ကိုတိတက်ပိုကောင်းတဲ့ကစားသမားတွေကိုထပ်ပြီးခိုးဖို့နဲ့အသက်ငယ်ရွယ်တဲ့ကစားသမားတွေကိုထပ်ပြီးကျူးပန်းသွားဖို့ရှိပြီးနောက်ထပ်ဘီလီယံချီထပ်ပြီးသုံးသွားမှာဖြစ်တယ်လို့ဖော်ပြလာပါတယ်။ဒီချိန်ထဲမှာပဲဘာဆိုနာအသင်းရဲ့တိုက်ချစ်တာဂက်အတွက်ဘရီရှာဒေါ်မန်ရဲ့တိုက်စစ်မှုဒီရာဆေးကိုသူတို့တာဂက်ထားလိုက်ရှိတယ်။ဆာဟူဂီရာဆေးကိုဘာဆိုနာအသင်းကခေါ်ဖို့ဆန္ဒရှိပြီးတော့သူ့ရဲ့ယိုကြီးစာချုပ် ယူရို65သန်းနဲ့တန်း80ကျားနဲ့လာမယ့်နွေရာသီမှာခေါ်နိုင်ဖို့နီးစပ်လျက်ရှိကြောင်းဖော်ပြထားတယ်။ဟန်စီဖလစ်ကအခုလောလောဆယ်သူတို့အသင်းရဲ့ဒဏ်ရာပြဿနာအခြေအနေတွေကြောင်းရောတောင်မန်မှာရာဖီညာရောယမားရောပြန်လာဖို့ရှိတဲ့အတွက် market ratio ကိုထောင်တိုက်ရှိမှုပုံစံစမ်းသုံးမှုသူတို့ဘက်ကပြင်ဆင်ထားတဲ့အကြောင်းဆိုပါတယ်။ဟိုတနေ့တုန်းကဘာဆိုနာအသင်းရဲ့ကစားမဖြစ်တဲ့ဒန်နီအော်မိုတယောက်ဒဏ်ရာပြသနာကြောင့်စပိန်လူဝီစင်ကမ်ကနေပြန်လာပြီးတော့သူ့ရဲ့ဒဏ်ရာပြသနာကိုစစ်ဆေးမှုတွေပြုလုပ်ရမှာဖြစ်တယ်လို့ဆိုတဲ့ ဂျူပန်နိုင်ငံကတော့အခုလက်ရှိမှာ Real Madrid သင်းနဲ့သူကြားကပွဲထွက်ခွင့်အခြေအနေကိုစပြီးတော့ concern ဖြစ်နေတယ်ဆိုပြီးတော့သတင်းတွေထောက်ရှောက်တက်နေတယ်။ဒါဂျူပန်နိုင်ငံက Real Madrid အသင်းကိုပခုံးတန်ရာပြန်ကောင်းလာပြီးတဲ့ကအာတာကူလာခြေစွမ်းပြနေတဲ့အတွက်နေရာပျောက်ဆုံးနိုင်တဲ့အခြေအနေမျိုးရှိတဲ့အချိန်မှာဂျူကတော့သူ့ရဲ့ပွဲထွက်ခွင့်လိုင်းအပ်ပေါ်ကိုစပြီးတော့ concern ဖြစ်နေတယ်ဆိုပြီးတော့မာကာကဖော်ပြထားပါတယ်။ ်ခီလီယန်အမ်ဘပ်ဘီကတော့အိုလီဗီဂျရူးလေဝင်းစင်အသင်းကို ပြန်လာလေသူတို့ဘက်ကဂျင်းနဲ့ဆရာရှိပြီးတော့အိုလီဗီဂျရူးဟာအသင်းတော်တကယ်ကိုအားကိုးရတဲ့တိုက်စစ်မှုတစ်ယောက်လို့ဆိုတဲ့ အမ်ဘပေကဂျရူးရဲ့ record ကိုချိုးမှာဖြစ်တယ်ဂျရူးကလည်းခီတန်အမ်ဘပေကငငယ်လေးပဲရှိပြီးတော့ကျွန်တော်တို့ရဲ့ international record အပါဝင် record ပေါင်းများစွာကိုချိုးမဲ့သူဖြစ်တယ်လို့ချီးကျူးလိုက်ပါတယ်ဂျာဗီလွန်ဆိုကအန်ဒရစ်ကိုအငားတွားကစားဖို့တိုက်တွန်းထားပြီးဖြစ်တယ်ဇန်နဝါရီကာလမှာအန်ဒရစ်အနေနဲ့အငားထွက်ကစားဖို့လိုအပ်ကြောင်းနဲ့ဒါမှပဲသူပွဲထွက်ခွင့်မိနစ်ရရှိမှာဖြစ်ကြောင်း ရာဇီးလူငယ်တိုက်စစ်မှုကိုသူဘက်ကအပီပေးထားပြီးဖြစ်ပါတယ်။တစ်ဖက်မှာတော့ iTran front ဘက်ကဘာစီကနွေရာသီတုံးကခေါ်ထားတဲ့တိုက်စစ်မှု AWY ဆိုတဲ့ကစားမကိုသူဘက်ကရောင်းချသွားဖို့အစီအစဉ်မရှိကြောင်းဆိုလိုက်တယ်။ခုလောလောဆယ်မှာတော့ဒါဒီကစားမကပြီးခဲ့တဲ့နွေရာသီတုံးတွေကခေါ်ယူထားတာဖြစ်ပြီးတော့ Euro 25တန်းနဲ့ဇန်နဝါရီမှာထွက်ခွာပွဲရှိတယ်လို့သတင်းတွေထွက်ပေါ်နေတာဖြစ်တယ်။ Hurricane ကလည်းအခုလက်ရှိမှာ Bayern Munich ကထွက်ပြီးတော့ 200ဒီလောက်ပရီးမီးယားလိမှာကစားဖို့ဆန္ဒရှိနေတယ်။အာလန်ရှီးယားရဲ့ပရီးမီးယားလိ all time top goal scorer record ကိုချိုးဖို့အတွက်ပိုင်ရင်ကထွက်ပြီးပရီးမီးယားလိမှာ200ဒီကစားဖို့ဆန္ဒရှိကြောင်းဖော်ပြထားပါတယ်။တစ်ဖက်မှာတော့အာဆနယ်အသင်းက Gabriel Jesus ကိုအလိုက်ပေးပြီးပေါင်း43.4သန်းယူရိုတန်း90နဲ့ Juventus ကတောင်ပန်ကစားမှာ Canal Yeti ကိုခေါ်ယူဖို့ဆန္ဒရှိနေတယ်လို့ဖော်ပြလာပါတယ်။ La Gazzetta dello Sport မှာရော football ဖော်ပေါ်တော့လန်ဒန်နဲ့ဗြိတိန်မီဒီယာတွေအများစုရဲ့ဖော်ပြချက်ရမြောက်လန်ဒန်ကလပ်ကချက်စီနဲ့အပြိုင်စိတ်ဝင်စားပြီးတော့တူတကီတောင်ပံကစားမလေးတွေကိုခေါ်ချင်နေတာဖြစ်တယ်။ဘူလလုံးဆယ်နေထားရမီကေအာတီတာကတော့ကလပ်အသင်းနေနဲ့ဒီနေ့ရသည်မှာသူတို့ major superstar တစ်ခုရရှိနိုင်လိမ့်မယ်လို့ယုံကြည်ထားလျက်ရှိတယ်။အသင်းကလိုအပ်ချက်တွေများစွာကိုဖြည့်ဆည်းပေးထားပြီးဖြစ်တဲ့အတွက်ဒီရသည်ဟာသူတို့အတွက် major superstar တွေအတွက်အဓိကတွန်းအားတစ်ရပ်ဖြစ်လာပြီလို့ဆိုပါတယ်။အာဆနယ်အသင်းရဲ့ နောက်ခံလူပန်ဝိုက်ကတော့ဒဏ်ရာပြသနာတွေကြားကနေသူ့ရဲ့ပုံစံကောင်းကိုပြန်ရဖို့ယုံကြည်ထားကြောင်းဆိုထားတယ်ဒါဂျူလီယန်တင်ပါဒဏ်ရာရတဲ့အချိန်ထူမြားဆုဒဏ်ရာရတဲ့အချိန်မှာအာဆင်နောက်ခံညာနောက်ခံပြီးအကောင်းဆုံးကစားထားတဲ့ပန်ဝိုက်ကသူ့ရဲ့ပုံစံကောင်းကိုပြန်ရဖို့မျှော်လင့်ထားပြီးအင်္ဂလန်နဲ့အတူဝေါကတ်သွားရောက်ရှင်ပြိုင်နေတယ်လို့ဆိုထားပါတယ်တစ်ဖက်မှာတော့ချယ်ဆီအသင်းကဇန်နဝါရီကာလမှာမိုက်မန်ညိုကိုခေါ်ယူမှာမဟုတ်ကြောင်းကြေညာလိုက်တယ်။ဘာကြောင့်လဲဆိုတော့ချယ်ဆီအသင်းက သူတို့အသင်းရဲ့ဂိုးသမားရောဘတ်ဆန်ချက်ကိုယုံကြည်မှုအပြေဝပေးတဲ့အတွက် AC Milan ဂိုးသမားကိုနွေရာတီမပဲကျူးပါမှာဖြစ်ပေမဲ့ဒါကလည်းဆန်ချက်ရဲ့လက်စွမ်းပေါ်မူတည်ပြီးမှသူတို့ဘက်ကပြန်လည်စဉ်းစားမှာဖြစ်ပြီး Robert Sanchez ကိုယုံကြည်မှုအပြေဝါပေးမယ်လို့ဆိုပါတယ်။ Chelsea သင်းကအခုလောလောဆယ်နေထားရသူတို့သင်းရဲ့ခံစစ်ပိုင်းနဲ့ပတ်သက်လို့လေကစားမအစ်ခေါ်ယူဖို့မရှိပေမဲ့နွေရာသီမှာတော့အနည်းဆုံးတစ်ယောက်နဲ့နှစ်ယောက်ကြာခေါ်ယူသွားဖို့ရှိတယ်။နွေရာသီမှာ Badiashi, Fofana အပါဝင် Axel Decisi နဲ့ကစားမအချို့ကလပ်ကထွက်သွားဖို့ပြင်ဆင်ထားပြီးတော့ Chelsea နဲ့ဒီဆောင်းရာသီမှာလေသူတို့ဘက်က ူငယ်ကစားမထိုင်ဝီချော့ကိုအငှားချသွားအောင်မှာဖြစ်တယ်လို့ဆိုပါတယ်ချယ်ဆီသင်းရဲ့လူငယ်ကစားမမာကူကစန်ဒလန်အသင်းကိုဇန်နဝါရီမှာပြန်ဖို့ပြင်ဆင်နေပါတယ်ချယ်ဆီရဲ့တိုက်စစ်ပြဿနာကြောင့်စန်ဒလန်ကနေအငှားသွားကစားဖို့ပြင်နေပြီးမှပြန်ရောက်လာတဲ့မာဂီနေနဲ့စန်ဒလန်ကိုတကြောပြန်အငှားသွားကစားဖို့စောင်းရသည်မှာထပ်ပြီးတော့ကြိုးပမ်းမှာဖြစ်တယ်လို့ဆိုပါတယ်ထော်တနမ်ဟော့စပါတင်ကအခုဘရန်ဖို့ရဲ့တိုက်စစ်မှုကေဗင်ရှာဒါကိုချဉ်ကပ်လျက်ရှိတယ်သောမတ်စ်ဖရန်ကသူ့ရဲ့အသင်းဟောင်းရဲ့ တိုက်စစ်မှုတွေကိုတောက်လျှောက်စောင့်ကြည့်နေပြီးတော့ဒါအခုလောလောဆယ်မှာကေဗင်ရှာတာကိုခေါ်ဖို့ဆန္ဒရှိကြောင်းဆိုပါတယ်စပားအနေနဲ့အန်ထွန်ဆမန်းညိုရဲ့အေဂျင့်ကိုဆက်သွယ်ထားပြီးနောက်ထပ်တစ်ချိန်ထပ်ပြီးဂျိုးပန်းပွဲရှိတယ်အန်ထွန်ဆမန်းညိုကိုဘုံမောက်ကဆခေါ်ဖို့ဂျိုးပန်းတဲ့အတင်းကထော့နာဟော့စပါဖြစ်ခဲ့ပြီးတော့သူတို့ဘက်ကဒီတစ်ချိန်မှာဘုံမောက်တောက်ဆိုတဲ့ပြောင်းရွှေ့ချစ်ထက်အန်60လောက်နဲ့ကံလန်ဖို့လေစောင်းရတီမှာသူတို့ဘက်ကခေါ်ယူဖို့ဆန္ဒရှိကြောင်းဆိုပါတယ် မန်ချက်စတာယူနိုက်တက်အသင်းကຫນွေရာတီမာတီဂျာပေါက်ကွင်းလေကိုခေါ်ယူมาဖြစ်ပေမဲ့စောင်းရာတီမာခေါ်ယူဖို့တော့ခက်ခဲကြောင်းဆိုထားတယ်အထူးသဖြင့်ပြောင်းရွှေ့ခြင်းမြန်မာဆိုတာ၃ရာမဲ့အခြေအနေနဲ့တင့်တတဲ့တောင်ကွင်းလေကစားမကိုသူတို့ရှာဖွေနိုင်မှာပဲစောင်းရာတီမာ ခေါ်ယူပွဲရှိပြီးအဓိကကတော့ຫນွေရာတီဖြစ်ပြီးတော့အဲလီယက်အန်ဒါဆန်အပါဝင်ကာလော့စ်ဘလီဘာနဲ့ ကွင်းလေကစားမတွေကိုခေါ်ယူဖို့ရည်ရွယ်သွားမှဖြစ်ကြောင်းဆိုပါတယ်။မန်ယူနိုက်တက်အသင်းကအခုလောလောဆယ်မှာသူတို့ဘက်ကအသင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်စ်ကကလပ်ကထွက်ဖို့စံနာမရှိလို့သူ့အနေနဲ့နွေရာသီမှာတော့အနာဂတ်ကိုစဉ်းစားမှဖြစ်တယ်လို့ဆိုတဲ့ဖာနန်ဒက်စ်ကိုယူနိုက်တက်ကတန်းတရာလောက်ထင်မျောလင့်ထားတယ်။ဆိုဒီကလပ်တွေကိုရောင်းချခြင်းပေမဲ့ဘရူနိုဖာနန်ဒက်စ်က အသင်းပြောင်းရွှေ့ဖို့စံနာမရှိဘူးလို့ဆိုထားပါတယ်မန်ချက်စတာယူနိုက်တက်အသင်းရဲ့တာဝန်ရှိသူတွေကတော့နွေယာတီမာဘရူနိုထွက်သွားခြင်းသူတို့ဘက်ကကိုဘီမင်းနူဟာသူ့နေရာကိုအကောင်းဆုံးအစားထိုးမဲ့သူလို့သူတို့စဉ်းစားထားတယ်ဒီတော့ကြောင့်ကိုဘီမင်းနူကိုစောင်းရတီမာထွက်ခွာခွင့်ပေးဖို့အစီအစဉ်တွေကိုသူတို့တားဆီးသွားဖို့ရှိတယ်လို့ဆိုပါတယ်မန်ချက်စတာစီးတီးတာဝန်ရှိသူတွေက မိုက်ကယ်အိုလီဆေးရဲ့ဘွယ်တွေကိုတောက်လျှောက်လေ့လာနေပေမဲ့တကယ်လို့အော်စကာပေါ်ပိုကောင်းလာမယ့်အခြေအနေမျိုးနဲ့ potential ကိုတွေ့မြင်ရတဲ့အတွက်မိုက်ကယ်အိုလီဆေးကိုလက်လျှော့ပြီးအော်စကာပေါ်ကိုပဲသူတို့ဘက်ကဘနာဒိုဆီလ်ဘာနီယာအစားထိုးဖို့ရည်ရွယ်ထားသူဖြစ်သတ်မှတ်ဖို့ရှိတယ်လို့ဖော်ပြလေးရှိပါတယ်။စီတီသင်းရဲ့ဒါဂိုးသမားဖြစ်တဲ့ဂျန်လူဂျီဒူနာရူမာကသူ့ဘော်ကိုဘသူမှယုံကြည်မပေးတဲ့အချိန်မှာဂွာဒီယိုလာလိုနီးပြမျိုးကယုံကြည်မှုအပြေအဝနဲ့ခေါ်ယူခဲ့တဲ့ဘော်ကိုဂျေဇူးတင်ရောက်နေတယ်။ မန်ချက်စတာစီးတီးအသင်းကသူရွေးချယ်မှုအတွက်မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်းဆိုလိုက်ပါတယ်။ဒီချိန်ထဲမှာပဲ Everton အသင်းကမန်ချက်စတာစီးတီးရဲ့ကွင်းလေကစားမ Kelvin Phillips ကိုခေါ်ဖို့လုပ်နေပါတယ်။ City အသင်းရဲ့ကွင်းလေကစားမကို Everton ကနွေရာသီမှာကြိုးပမ်းခဲ့ပြီးတော့အခုလက်ရှိဆောင်းရာသီမှာတကြောပြန်ကိုးပမ်းဖို့ပြင်ဆင်လျက်ရှိတာပါ။ Liverpool အသင်းကလည်းသူတို့ရဲ့နီးပြအာနီစလော့ကိုတတ်တမ်းထပ်တိုးမှာပါ။လာမယ့်နွေရာသီမှာတတ်တမ်းကုန်ဆုံးမဲ့အာနီစလော့ကို Liverpool က ကာလာရှိကြတတ်တန်းထပ်တိုးပြီးတော့စာချုပ်တိချုပ်ဆိုသွားဖို့စတင်ဆွေးနွေးနေကြောင်းမေရာကဖော်ပြထားပါတယ်။လီဗာပူးအနေနဲ့အာဒန်ဝါဒါကိုခုလက်ရှိခရစ်စတဘေးလစ်အသင်းကနေခေါ်ဖို့ဆန္ဒအပြေအဝရှိတယ်။၂၂နှစ်ရွယ်ရှိတဲ့အင်္ဂလန်ကစားမကိုလီဗာပူးကအချိန်တော်ကြာလေးလာထားပြီးအနာဂတ်မှာသူတို့ရဲ့ကွင်းလက်အန်တိုနီယာမှာအစားထိုးဖို့ရည်ရွယ်ထားတာဖြစ်ပြီးတော့ပြိုင်ဘက်တွေကချယ်လ်စီ Manchester City, Real Madrid နဲ့ Man United အသင်းတွေကိုကြောဖြတ်ခေါ်ဖို့လိုအပ်တယ်လို့ဆိုပါတယ်။ West Ham United အသင်းကထွက်ခွာလာတဲ့တိုက်စစ်မှုဟောင်း Mikel Antonio တယောက် Brentford အသင်းနဲ့လေ့ကျင့်လေ့ရှိပါတယ်။ Mikel Antonio ကိုကို West Ham ကအလွတ်နဲ့ထွက်ခွာခဲ့ပြီးနောက်အသင်းလက်မှတ်ဖြစ်နေတာဖြစ်တဲ့အချိန် Brentford အသင်းရဲ့နီးပြ Key Andrew ကသူ့ကိုခေါ်ဖို့စာနာရှိနေတာပါ။ Juventus အသင်းက Sandro Tonali ကိုခေါ်ယူဖို့ကြိုးပမ်းမှုတွေပြုလုပ်နေပေမဲ့ Newcastle United ကသူ့ရဲ့ ကိုင်းလေကစားမကိုရောင်းချဖို့စန္ဒမရှိကြောင်းဆိုထားတယ်။ဆန်ထူထူနာလီကနယူကာဆယ်မှာအကောင်းဆုံးစွမ်းဆောင်ထားသူဖြစ်ပြီးတော့အခုလောလောဆယ်မှာ CDA ထိပ်သီးကလပ်ကိုပြောင်းဖို့စန္ဒမရှိကြောင်းနဲ့အင်္ဂလန်မှာပျော်ရွှင်နေကြောင်းဖော်ပြထားတယ်။လက်ရှိနေထိုင်ရ ဂျေဒန်ဆန်ချိုကိုဦးနိုင်အမေရိကဒီတက်ပူကောင်းတဲ့ performance ဒီတက်ပူကောင်းတဲ့ discipline မျိုးလိုအပ်ကြောင်းသတိပေးလိုက်တယ်ဂျေဒန်ဆန်ချိုဟာအခု Villa ကိုရောက်ပြီးခဲ့ကဒါ Carabao Cup ပွဲတာကစားရပြီးတော့ဒဏ်ရာပြဿနာနဲ့ကြံ့ခိုင်မှုမပြေဝဘဲဖြစ်နေတဲ့အချိန်ဆန်ချိုကိုပိုကောင်းလာတဲ့ကစားမတယောက်နဲ့ဒါသူ့ရဲ့ career အကောင်းဆုံးဖြစ်နိုင်ဖို့ Villa မှာကြိုးစားဖို့လိုအပ်ကြောင်းသူကတိုက်တွန်းလိုက်ပါတယ်ဒါရီကဆေးဝန်စားဆရာနောက်ဆုံးရအားကြတဲ့ပါအားလုံးကျေးဇူးတင်ပါတယ်